ကဲမြို့ရအောင်မင်္ဂလာပါအောင်မြင် YouTube channel ကကြိုကြိုပါလေကျွန်တော်တို့ဒီမနက်ကကျွန်တော်တင်ပြလိုက်တယ်ဗောနော် week ကဗောနော် week ကကျွန်တော်တို့သုံးလုံးခွေရနောက်ထပ် week တစ်ခက်ရဗောနော်အဲ့ဒါပြီးတော့လေးတစ်ဆိုတဲ့ကဏ္ဍတစ်ခွက်ကောင်းဗောနော်အဲ့ဒါလေးတင်ပြထားတယ်အဲ့ဒီ push out မှာလည်းကျွန်တော်တို့လေးလုံးခွေကစားနိုင်တဲ့မိတ်ဆွေတွေရှိရဗျအများကြီးပဲအဲ့တော့ကျွန်တော်ဒီ video ကကျွန်တော်တို့ break ရလေးလုံးခွေလေးရအောင်တစ်ချက်ပြရမယ်နော် ဒီလုံးခွေကနှစ်ခွေဖြစ်နေတော့ကျွန်တော်တက်နိုင်ဆုံးတော့အကြိုက်ဆုံးခွေကိုရေးပေးမယ်ဒါမဲ့တခြားခွေကိုကိုကြိုက်တယ်ဆိုရင်လည်းကစားပါဘောနော်အခုကျွန်တော်ပြီးမဲ့ကောင် break ကျွန်တော်တို့ဒီလို9တင်9တင်9တင်9တိတိထွက်ထားပြီတကောအပင်ရှည်တယ်ပြက်ပင်လုံးဝမရှိတော့ဘူး9တိတိထွက်ပြီဆိုသူ့ရဲ့ဒီတပတ်ကျော်မှာကျွန်တော်တုံညာပရိဆိုတော့ပြက်ပင်တော့ရှိတယ်ဗျာနော်ဒီကောင်ဒီတပင်ပြက်ထားတယ်တုံညာပရိဆိုတဲ့ဒီ9တိအောင်နော်တုံညာပရိ ုံညာ break တုံညာ break ကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့တုံညာ break တုံညာ break တုံညာ break ဆိုပြီးတော့သူကတုံညာ break ကျွန်တော်တို့ကစားလို့ရတယ်ဗောနော်ဒါကတော့ဒီကောင်ကအပင်ရှိတယ်ဒီဒီပင်ပြတ်ထားပြီမြေ2 4 6နောက်မှ6ပင်ဇက်တိုက်တော့မှန်ထားတယ်ဗောနော်ဒါဒါရဲ့ဒီတခုလဲတော့မဟုတ်ဗောနော်36ဒီထွက်လာပြီဆိုရင်သူ့ရဲ့အောက်မှာတုံညာ break 36ရဲ့အောက်မှာကျွန်တော်နောက်ဘက်မှာတုံညာ break 36ထွက်ပြီးနောက်ဘက်မှာကျွန်တော်တုံညာ break ပြီးတော့ကျွန်တော်တို့ဒီမှာလဲထူနေဒီကောင်လဲ3 6လို့ထွက်ပြီး3 9 break 3 6လို့ထွက်ပြီး3 9 break 3 6ထွက်ပြီး3 9 break ဒီမှာလဲကျွန်တော်3 6ထွက်ထားတယ်3 9 break အဲ့တော့ဒီမှာ3 6ထွက်ထားတဲ့အတွက်ကျွန်တော်ဒီမှာ3 9 break ဆိုပြီးတော့လာဖို့ရှိရပါတော့ဒီလို45တွေကျွန်တော်တို့ဗုဒ္ဓဖူးနေ့မနက်မှာထွက်ထားတဲ့၄ငါးပေါ့နော်အဲ့ဒါကိုအဲ့၄ငါးတွေထွက်ထားပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗုဒ္ဓဖူးနေ့ညနေမှာထွက်ထားတဲ့ဒီ၅၃ညဆိုတဲ့ ော်နော်ငါးဘရိတ်ကဒီမှာငါးဘရိတ်လို့ထွက်တယ်ကိုတစ်ဆိုတဲ့၃ညဘရိတ်ကသူ့ရဲ့အောက်မှာပေါ့နော်ဒီမှာကိုတစ်လို့လည်းထွက်သွားတယ်လို့ဒီအောက်မှာလည်းကျွန်တော်တို့၃ညဘရိတ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်ထူနေကောင်းမဲ့ကျွန်တော်တို့ဒီမှာလည်းဒီ38ဆိုတဲ့တစ်ဘရိတ်ကဒီမှာတစ်ဘရိတ်တစ်ဘရိတ်ဆိုပြီးတော့ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ခွန်6ဆိုတဲ့ 3 break ကဒီမှာ85ဆိုပြီး3 break ထွက်တယ်ဒီမှာ85ဆိုတဲ့3 break ကဒီမှာလည်း85လို့ထွက်တယ်လို့ဒီအောက်မှာလည်း1 2လို့ထွက်တယ်သူကကျွန်တော်တို့ဒီသူ့ရဲ့အောက်မှာထွက်သည်ဖြစ်စီမထွက်သည်ဖြစ်စီဒီအောက်မှာထွက်ပြီးရေပေါ့နော်ဒီအောက်ဘက်မှာလုံးဝပြတ်ပြီးမရှိတာဟုတ်ဒီမှာ2နှစ်ဆိုရဲကဏ္ဍကကျွန်တော်တို့မှာ2နှစ်လို့ထွက်တယ်အဲ့တော့ဒီမှာခွန်3ဆိုရဲကဏ္ဍကကျွန်တော်တို့ဒီမှာ ုံညာ break လို့ရှိမှာဒီရောက်မှာတော့တုံညာ break တော့ထွက်ထားတယ်ဒါပေမဲ့လို့ဒီမာတွေလည်းသူထွက်ထားတယ်ဒီမာတွေလည်းထွက်ထားတာဖြစ်တဲ့အတွက်သိပြဿနာမရှိဘူးဒီအောက်မှာတပင်မှမပြတ်ထားဘူးဆိုတော့ကစားလို့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ကဏ္ဍဖိတ်ကြည့်မယ်ဆိုလို့ရှင်ဒီကျွန်တော်တို့ဒီ90ကို90ကိုကျွန်တော်90လို့ထွက်တယ် 61ကိုကျွန်တော်သူ့အောက်မှာ61လို့လိုက်ထွက်တယ်ဗောနော်ဒီကောင်လေးကတော့မထွက်ဘူးဒီမှာလဲထုံနေတော့ကောင်မျိုး85ကို85လို့ထွက်တယ်နှစ်နှစ်ကိုနှစ်နှစ်လို့ထွက်ထားဖြစ်တယ်ဗျကျွန်တော်ဒီမှာ83ဆိုတဲ့ကဏ္ဍတစ်ခွက်ကတုံညာပရိမာ main ခွက်နေနဲ့ကျွန်တော်ယူရအောင်ဗောနော်အဲ့ခွန်သုံးတစ်ခွက်ရှိပြီပြီးသွားလို့ရှိရင်နောက်ထပ်တစ်ဆိုင်ကဗောနော် နောက်ထပ်တစ်ဆိုင်ကကျွန်တော်တို့ဒီဒီကောင်အလဲကူးတက်ဒီလိုကျွန်တော်တို့ အလေကူတီတီဖြစ်ထားတာအပင်ရှိရနော်ဒီကောင်ဆိုလဲအကြောင်းအရှိပဲ2ပင်4ပင်6ပင်10ပင်7ပင်ဒါ12ပင်မြောက်ပေါ့နော်12ပင်မြောက်မှာအဲ့ရဲ့သူ့အောက်ကကျွန်တော်ဒီတောက်ကြနေကနာဒီတောက်ကြနေကနာဟာဒီနှစ်နှစ်ဆိုတဲ့၄ဘိတ်ကကျွန်တော်အောက်မှာ95ဆိုပြီး၄ဘိတ်ထွက်တယ်3လေးကကျွန်တော် concrete ဆိုပြီးထွက်တယ်ဒီ concrete ကလည်းကျွန်တော်ဒီအောက်မှာ concrete ဆိုပြီးထွက်တယ်ဒီတကူကအောက်မှာ၃ညာ brick 19ဆိုပြီးထည့်ပြန်ထွက်တယ်ပေါ့နော်ဒီတိုင်းမင်းဒီ၃ကလည်းအောက်မှာဒီမှာ၃ကား80ဆိုပြီးရောနှစ်ကွက်ပေါ့နော်ထွက်တယ်ဒီ30ကလည်းဒီမှာ3 brick ဆိုပြီးထွက်တယ်ကျွန်တော်တို့ဒီတင်ငါကလည်းဒီမှာတင်ငါရော60ရော6 brick ဆိုပြီးထွက်တယ်ဒီ၃ညာ၃ကလည်း3 brick ဆိုပြီးရောထွက်တယ်ဒီ26ကကျွန်တော်တို့အောက်မှာ2 brick ဆိုပြီးရောအာ10 brick ဆိုပြီး sorry ပြန်ထွက်တယ်ဗောနော် shift brake အဲ့တော့ဒီမှာ40ကကျွန်တော်ဒီမှာ40လို့ထွက်ထားတာဖြစ်တဲ့အတွက်ဒီ39ကလည်းကျွန်တော်ဒီမှာ39 brake ဗောနော်39 brake အနေနဲ့ကစားရမယ်အဲ့39 brake ကိုကျွန်တော်တစ်ချက်ပြန်ကြည့်ဒီမှာဆိုလို့ရှိရင်ကျွန်တော်40ဆိုတဲ့ခဏကကျွန်တော်ဒီမှာတစ်ချိန်ထွက်တယ်40 40လို့ပြန်ထွက်တယ်30ကို30လို့နှစ်ခါထွက်တယ်ကျွန်တော်တင်ငါးကိုတင်ငါးလို့3ခါထွက်တယ်ကျွန်တော်ဒီမှာ3ခါကို3ခါလို့4ခါထွက်တယ် တကူတကူလို့ငားကထွက်တယ်။ तू ကဟိုပါပေါ့နော်။တဝက်လောက်က तू ကဒီသူ့ရဲ့ကနန်းလူကနန်းပြန်ထွက်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီမှာလဲတုံညာပိတ်ကမင်းကိုကျွန်တော်ကဒီကွက်အမဆိုတုံညာတုံညာနဲခွန်သုံးဆိုပြီးတော့ကနန်းနှစ်ကွက်ပေါ့နော်။အဲ့ဒါရှိမယ်။အဲ့ဒါတုံညာပိတ်ကမင်းနေနဲ့ကျွန်တော်တင်ကစားလို့ရတယ်ပေါ့နော်။ပရိတ်ကတော့အကုန်ထိုးရမှာကနန်းအဖြစ်လဲကြိုက်တယ်။ဘာဖြစ်လို့လဲဆိုဒီမှာလဲကျွန်တော်တို့ချက်ချက်ကျွန်တော်ပြမယ်။ ျွန်တော်တို့ဒါပြီးခဲ့တဲ့ဘက်ကဖြစ်စင်ပါနော်ဒီကောင်မော့ထုံးစံတိုင်းမှာကျွန်တော်သုံးထားတဲ့ဒီငါးသုံးညဆိုတဲ့ဒီအနောက်ပါဝါရိုက်တဲ့ချိန်မှာဒီမှာ6.1ဆိုပြီးအလဲ30ဖြစ်တဲ့ချိန်မှာကျွန်တော်တို့ကဒီမှာကျွန်တော်လိုက်ထိုးတယ်ပေါ့နော်ဒီနှစ်ရက်မှာထိုးတယ်။သုံးရက်ပြီမထွက်လာဘူးမထွက်လာတော့ဒီအောက်ရောက်ပြီးတော့ဒီအောက်ကျမှပြန်ပြီးတော့ဒီမှာ6လီးဆိုပြီးတော့အလဲ30တန်းရိုက်လေးရိုက်ကိုသုံးရက်30ဆိုပြီးတော့တန်းထွက်လာတာပေါ့နော်။အဲ့လိုပဲဒီမှာလည်းဒီမှာကျွန်တော်ငါးသုံးညဆိုပြီးတော့အလဲ ဟိုကနောက်ဘက်ပါပြန်ရိုက်တယ်ဗောနော်ဒီလောလောဆယ်တော့အလဲတစ်ဆယ်ဖြစ်ရင်တော့ပူကောင်းတယ်ဒါပေမဲ့လို့ဒီတုံညာဘရိတ်ကအဲ့ဆိုက်ကြောင့်မဟုတ်ဘူးဗျာပုံမှန်ထွက်နေရဆိုက်ကြောင့်တုံညာဘရိတ်ရှိရဗောနော်ကစားလို့ရတယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်လေးလုံးခွေကိုသွားမယ်အဲ့လေးလုံးခွေကနှစ်ခွေဖြစ်နေတယ်နှစ်ခွေစလုံးကလည်းကောင်းတယ်ဒါပေမဲ့ ကျွန်တော်ရွေးချယ်မဲ့တော့တခုရောရှိအောင်အဲ့ဟာကိုကျွန်တော်တီးတဲ့ထပ်ပြီးရွေးပြမယ်။တော့ဒါအရင်ဘက်တွေကကျွန်တော်ဒီလူ26 26 26ဒီဒီကောင်တော့အပင်ရှိတယ်။နောက်ထာကတော့တူတယ်ဘောနော်အပင်1 2 3 4 5 6 8ဒါ9ချိန်မြောက်ပေါ့နော်။အဲ့မှာဒီလူ26တွေထွက်ပြီးကြာရင်နောက်တပင်ကြုံတပတ်ကြုံမှာ4 5 6 9ဆိုတဲ့အခွေအဲ့ကောင်ကလည်းသူကလည်း4 5 6 9 4 5 6 9 4 5 6 9ကျွန်တော် ဆိုပြီးတော့ထွက်ထားတာဗျာဒါကတခြားနေလုံးဝင်မရှိရင်တော့တော်တော်မိုက်တယ်ဗျာဒီကောင်ကဘာလို့ဆိုတော့ဒီတစ်ချိန်မဲသူက5 6ခွန်ကိုတပြင်တစ်ခါပဲထွက်သွားတာကြံနေဟာဒီဒီမှာဆိုလဲနှစ်ခါထွက်တယ်နှစ်ခါဒီမှာဆို3ခါဒီမှာ3ခါဒီမှာ4ခါဗျာ ဒီမှာဆိုလဲနှစ်ခါအနည်းဆုံးနှစ်ခါထွက်တယ်ဗောနော်အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ဒီ၄၅6ခွန်ကို၄၅6ခွန်ကိုကျွန်တော်တို့ကအစား2ဝါလေးနှစ်ခါလောက်ထွက်သွားထွက်လာနိုင်တယ်ဗောနော်၄၅6ခွန်အခွင့်ဒါပေမဲ့အဲ့တက်ပူပြီးတော့ကျွန်တော်ကြိုက်တယ်ဟိုပါဗောနော်ကိုရှိရတကယ်လို့ဒီ၄၅6ခွန်ကြိုက်တယ်ဆိုရင်၄၅6ခွန်ကိုကစားဗောနော်နောက်ထပ်ကြိုက်တဲ့အခွေကဒီကောကျွန်တော်တို့၃ထိပ်၃ပိတ်၃ထိပ်၃ပိတ်၃ပိတ်အပင်ကတူတယ်ဘယ်လို ဘယ်နှပင်ရှိ1 2 3 4ပင်ပဲရှိရဗျာဒါ5ပင်မျိုးပေါ့နော်ဒါပေမဲ့အဲ့မှာဆိုလို့ရှိရင်သူထွက်နေရအဲ့တုံးထိပ်တုံးပိရဲ့အောက်ပင်မှာဆိုလို့ရှိရင်4 5 8 9ဆိုတဲ့ကဏ္ဍကလုံးဝကျန်းတယ်ဗျာသူထွက်နေရဘာဖြစ်လို့လဲဆိုတော့အနေဆုံး4ချိန်ကျော်တယ်ဒီကောင်းဆိုဗျာကျွန်တော်တို့3ရက်ပဲရှိတယ်6ချိန်ပဲထွက်တယ်အဲ့မှာ4ချိန်ထွက်ထားတယ်4 5 6 9 4 5 8 9ဆိုတဲ့အခွေ၄၅၈၉ဆိုတော့ခွေ၄၅၈၉ဆိုတော့ခွေဒီမှာဆိုဗဒံချိန်ထွက်တာလေ၄၄၆ချိန်ထွက်တာလေ ဒီမှာဆိုလဲကျွန်တော်တို့၄၅၈၉ဆိုတာ၄ချိန်ထွက်တယ်ဒီမှာဆိုလဲကျွန်တော်တို့၄၅၈၉က၅ချိန်ထွက်တာလေအဲ့တော့ကျွန်တော်တို့ဒီမှာ၄၅၈၉ဆိုနောက်ထပ်တစ်ချက်ကဒီကောင်းရင်ထူရချက်ကအဲ့ဒီ deep frame ကိုကျွန်တော်ပြောမယ်ကျွန်တော်တစ်ချက်ပြမယ်နော် deep frame ကိုမိတ်ဆွေတို့ screenshot ရိုက်ထားလာအခုကျွန်တော်ပြတာလေဒါရှုပ်မှဆိုကျွန်တော်ဖြတ်ပြီးမယ် deep frame ကို screenshot ရိုက်လာရိုက်ပြီးွားရင်ကိုယ့်အကူတစ်ချက်စစ်ကြည့်လိုက်ရှင်း ကြိုက်တဲ့သုံးလုံးခုနဲ့လာဗျအဲ့ကောင်ကလုံးဝပြပြမရှိတာကိုစစ်ကြည့်လိုက်ကျွန်တော်ပြောသလိုမျိုးအဲ့ဒါကြောင့်မို့ကျွန်တော်ဒီပင်ကိုကြိုက်တယ်သုံးလုံးခွေကစားလို့ရတယ်ဒါပေမဲ့ frame တူတဲ့အတွက်သုံးလုံးခွေကတော့မကစားစီကြည့်ဘူးအဲ့တော့ကျွန်တော်တို့လေးလုံးခွေပဲကစားပါတော့ကစားကြရင်တော့၄၅၈၉ဆိုတဲ့အခွေအဲ့မှာကျွန်တော်တို့ကကျွန်တော်ပြောမယ်အဲ့မှာကဒီ 59ဆိုရယ်ကနန်းဒီမှာ59 59ကျွန်တော်ဝိုင်းပြမယ်59ဆိုရယ်ကနန်းနောက်ဆုံး3ချိန်မှာ4ကထွက်ထားတယ်เนาะပြီးသွားလို့ရှိရင်59ကမှ49 49 49လေးကိုလေးကိုလေးကိုတုံးနေထွက်ထားတယ်ပြောမယ်ဆိုဒီ plane ရသလိုရေကျွန်တော်တို့ကဒီ၄ခု၅ခု၂ခွက် ထူရင်တော့ဒီ plan ကရတယ်ဗျာဒါပေမဲ့အဲ့လောက်ကိုအဲ့လိုကြီးတော့ brain လေးပင်နေဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့လောက်ကြီးတော့မရင်းသင့်ဘူးထိုးမှဆို၄၅၈ခုထိုးအဲ့မှာ main ကွက်နေနေ main နေနေကိုကျွန်တော်တို့၄၉နဲ့၅၉ဆိုပြီးတော့ကစားလို့ရတယ်ဗောနော်တကယ်လို့တခြားကနန်းကိုကြိုက်တယ်ဆိုလဲကျွေးထိုးလို့ရတယ်ဗောနော်ဒီ58တို့ဘာလို့ကတော့58ထွက်တယ်58ထွက်တယ်58ထွက်တယ်58ကတော့နှစ်ခါနှစ်ခါစီထွက်တာဗောနော် ဒါမှမဟုတ်ကျွန်တော်အဲ19ဆိုလဲဒီမှာ19 19ထွက်တယ်ပေါ့နော်သူကကျွန်တော်ပြောသလိုမျိုးသူကဒီလိုတပတ်ထဲမှာကျွန်တော်ပြောသူအဲ့4589ဆိုတဲ့အခွေကအနည်းဆုံးသူကပြက်ပြီရှိရဲ့အပတ်ပါတော့၄ချိန်ထွက်တယ်ဆိုတော့အရင်ကျန်းတယ်ပေါ့နော်အဲ့တော့ ဘလူပဲဖြစ်ဖြစ်အဲ့ဒါကိုကျွန်တော်ကပူကြိုက်တယ်ခုနက56ခွန်ဆိုတဲ့ခွေကိုကကိုယ့်အကူကြိုက်တယ်ဆိုရင်တော့ထိုအဲ့ခွေမှာတော့ကျွန်တော် main ကိုကကောင်းကောင်းမရွေးတက်ဘူးဒါအမှန်တမ်းပြောတာဘာလို့ဆိုကျွန်တော်ဒါပဲအဓိကဦးစားပေးနေနေတင်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာကိုပဲကျွန်တော်တို့၄ခုနဲ့၅ခုဆိုပြီးတော့ရွေးထားတယ်တကယ်လို့၄56ခွန်မှာကစားကြည့်နေဆိုရင်ကစားပါတော့မွေးကတ်တွေကိုကျွန်တော်ညာညာလို့ရှင်ထပ်ပြီးတော့ အခုညပဲဖြစ်မနေ့စောစောပဲဖြစ်ကျွန်တော်နေ့တိုင်းထက်ပြီးတော့ဗီဒီယိုတို့ထက်တင်ပေးမယ်အဲ့ကြလို့ရှိရင်ကျွန်တော်တခါလေးမွေးကတ်တွေကိုစီပြီးတော့ခြာရည်ပြီးမယ်နော်အဲ့ကြမှာစကွန်ရှော့ရိုက်ထားပါတယ်နော်ကဲအဲ့လောက်ဆိုရင်တော့ဒီလေးလုံးဝင်လေအချို့မိတ်ဆွေကြိုက်လိမ့်မယ်လို့ထင်တယ်နော်မျိုးတွေအားလုံးပဲအောင်မြင်ကောင်းကြပါစေနော်